်ဘယ်ဘဝကလာကြတယ်မသိပါဘူးမသိပါဘူးဟုတ်မသိတဲ့ဒီကလာကြတကဘဝဘယ်ကလာပါလိမ့်ခက်လိုက်တယ်ဖြစ်ခြင်းကိုလာတဲ့လာကိုလာတဲ့နေရာလဲကိုမသိဘူးဆိုတဲ့အိဗယ်ကလည်းဘယ်နဲ့ဖြစ်နေကြတာတုံးလို့ပြောလို့ချင်းပြမသိလို့မသိတာရှင်းရပါတယ်ဖះဆိုတာဒါပဲဖြေထွက်မှာ ကောင်းပြီတရားဓမ္မတွေဒီဘုရားကသုတေမနေသိလုံးလို့ရှိရင်ဘယ်သွားကြရမှာတုံးလို့မေးပြန်လို့ရှိရင်လည်းမသိပါဘူးခရာပဲဖြစ်ရ။ဩခက်လိုက်တဲ့ဖြစ်ခြင်းဘယ်ကလာလို့ဘယ်သွားရမှာမသိဘူးဆိုတော့စကားတော့ပြုတ်ဆိုးတာတော့ဖြစ်ရှိမှဖြစ်မှာပါဘူး။ဘုရားကဘယ်ကလာလို့ဘယ်သွားမှာမသိဘူးလေ။ဘယ်နဲ့ဖြစ်နေကြလဲ။မသိလို့ပဲ။ no ဘယ်ကလာလို့ဘယ်သွားမှမသိဘူးဆိုတော့မောင်ကိုတို့လူစုတော့ခဲ့နေပြီကွာဘယ်ကလာတော့မေးရင်တော့မသိပါဘူးခင်ဗျာဘယ်သွားရမှာတော့အမလည်းမသိတယ်လည်းပေါ်လာကြည်လားဥက္ကမောင်မသိတယ်ကပို့ပေါက်နေပြီဓာတိဘောရင်လာလို့ဆိုလို့ရှိရင်ဖြင်းနောက်နောက်တုံးဘောရကလည်းမသိရကလာပြီးမသိရကြီးသွားနေရတာပဲဆိုတဲ့အိဗယ်ရှင်းလင်းပြီးဒီကလာနေတော့တယ် ဲ့တော့ဒကာဓမ္မတို့ဒကာဘုန်းကြီးကပဲဆက်မေးပြန်တယ်တဲ့ဓမ္မဒီဓမ္မဗြဟ္မာလာတဲ့ဒကန်းတယ်မာလေးကုမာရီတို့ဘုသူကိုထောက်လိုက်လို့ရှင်းရင်လည်းသိတာပါတယ်သိရမှာဒကာဓမ္မတွေမသိဘူးလားလို့မေးလို့ရှင်းဘယ်နဲ့ဖြေကြသိရမှာတော့အသိတာဩသိရမှာတော့သိတာသိတာတစ်ချက်ကတော့လည်းရှိတာပဲဘယ်ကလမ်းမန်းလည်းမသိဘယ်သွားမန်းလည်းမသိသိရမှာသိရလားဆိုတော့ သိပါတယ်ဘုရားဆိုတော့သိတာကလည်းအမှန်သားပဲခဏကြီးရတဲ့သိရမယ်ဆိုတော့သိနေကြနော်သိပြန်သိညာတော့လေတဲ့မသိတာလေးတစ်ချက်ကရှိနေပြန်သိတဲ့အဲကမသိတာလေးတစ်ချက်ကဒကဝရုံမောင်ကိုရုံခမောင်တို့ရှိနေသေးတယ်သိရမယ်ချိန်ကာလသိကြရလားလို့မေးပြန်တော့ဩော်ဒါဖြင့်ဒကရမတဲ့အချိန်သာမသိတာသိရမှာတော့သိတယ်ဆိုတာရှင်းတယ် ဒါပြင်ဒကာရမတို့ပြန်မဲပါဦးဘယ်ကလာကြသရောဘယ်သွားကြမှာတရားမှာတော့သိရလားအချိန်တော့သိကြရလားဒကာရမတွေဒီလိုခမရတဲ့တက်တို့မှာဖြင့်ခက်ပြီးဒကာလာနေတာကအင်းဘယ်ကလာမှန်းမသိဘယ်သေးစုဒီမနေ့သေးလုံးနဲ့ခါကြလို့ရှင်ဘယ်သွားရမှန်းမသိတရားမှာတော့လည်းခန္ဓာရရတဲ့သိရဲ့ သိရမယ်ချိန်ကာလကြည့်လိုက်ပြန်တော့မသိပြန်ဘူးလေဒါဖြင့်ဓမ္မတို့ဒီလိုလုပ်ကြတယ်ဘယ်ရလာလဲမသိတာတော့ဖြင့်အသာထားဘယ်သွားရမယ်ဆိုတဲ့သိဝေယအလုပ်ကတော့လုံးမယ်ဆိုရင်ရဘယ်သွားရမယ်ဆိုတဲ့သိသိတဲ့အလုပ်ကတော့လုံးရင်ရသေးတယ်ဆိုတော့အင်းဒီနည်းလေးတလန်းတနည်းပုံရှိသေးတဲ့အတွက်ကောင်းကောင်းသေးတော့တယ်ဆိုတဲ့အဓိပ္ပာယ်လေးရသေးနော် ဲ့ဒါလေးလို့လုပ်ကြလိမ့်မယ်ဒကာဓမ္မတို့ဘယ်လိုလုပ်အောင်မာတော့မဲတဲ့ခါကျတော့နာတာမသိလို့ချင်းသွားရသိဖို့အလုပ်ကလေးတစ်ခုတော့ကျွတ်တော့လုပ်ထားရမယ်သွားရသိဖို့အလုပ်ကလေးတစ်ခုတော့ဘာပါလိုက်လုပ်ထားရမယ်လို့ဆိုတဲ့ဥစ္စာဒကာဓမ္မတို့အလွန်ယံကိုပဲအရေးကြီးပါတယ်ဆိုတာမှတ်ထားရင်သံပါဦး သေးတော့မယ်ဆိုတော့သာလို့သုံးရင်ကံကမ္မနှိကရင်းနှိသုံးပါးတဘာဝထင်ရတယ်လို့ဆိုတော့စိတ်ဓာတ်သူကျွယ်လို့ကြတော့စိတ်ဓာတ်သူကျွယ်လို့ကြတဲ့အခါကျတော့ရှင်းဖြင့်တဲ့ဓမ္မတို့သူတို့ဒီကားလို့ရှင်ကိုခိုင်းလုံးတဲ့ဥပဒနာပညာမဲ့ပညာတွေအလုပ်ကိုလှုပ်ထားလိုက်တဲ့အတွက်ဒီကသစ်ပင်ဆောင်ကအမျိုးမျိုးအဆောင်နဲ့နှက်တွေကစိတ်ဓာတ်သူကျွယ်သင်သေးတော့မှာပဲ သီလတော့စေတောပဏိဝိသုဒ္ဓတာဆိုတဲ့အတိုင်းမင်းတွေကလည်းဖြင့်သီလလည်းပြည့်စုံတယ်စိတ်တောင့်တာတိုင်းတောင့်တာတိုင်းပြည့်စုံနိုင်ပါတယ်ဒါကြောင့်မင်းတွေကလည်းစัจ java ရမင်းယူပါစัจ java ရမင်းယူပါလို့ဆိုတော့စိတ်တူကျွဲကဥဝရေတံပိအနိစ္စံပြောလိုက်တံပိတို့စัจ java ရမင်း မင်းစိတ်စိမ်ဒီလေးအကယ်ရပြီဆိုရင်ရပါတယ်တံပိထွေရလတံဖြစ်တဲ့စကြဝဠာမင်းစိတ်စိမ်ဒီလေးအနေဆာအနေဆာပဲတံပိထွေစကြဝဠာမင်းစိတ်စိမ်ဒီလေးဒုက္ခဒုက္ခပဲလို့တိုင်းပါဠိတော်များလာထားတော့တံပိထွေစကြဝဠာမင်းစိတ်စိမ်ဒီလေးနတ္တနတ္တပဲဘာဟာယတံထိုတရားကိုဘာဟာယပယ်သမိတ်သန်းသွားမယ်ဆိုတော့ဒါရင်ငါပယ်သွားမယ်လို့ဆိုတော့သူသိမဲ့ကိစ္စလာပြောနေကြတယ် ဒါတွေပဲပြေချုပ်သွားမယ်လို့ပြောတော့သူသိရမှာသိတယ်။သွားရမယ်ကိစ္စသူသိ။ဒကာဓမ္မတို့ဘာသိပါလဲ။ဩဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေလည်းဩဒီနည်းရှိတာပဲလို့သိတဲ့မှာအောင်းမိကြတယ်။နည်းရှိတယ်နော်။နည်းရှိတယ်တဲ့။ဘုန်းကြီးကမေးလိုက်တော့ဒကာဓမ္မတွေပဲကလာကြသရုံးဆိုတော့ဘယ်နဲ့လဲ။မသိပါဘူးခင်ဗျာတဲ့။ အဲဒီဘောသုတေမလေးသေးလုံးလို့ရှင်ဘယ်သွားမှာတော့လို့မေးပြန်တော့တယ်အဲ့ဒါဒကာဓမ္မတို့သိတဲ့နေလုံးမထားလို့မသိပါဘူးခရာလို့ဆိုတဲ့အိဗေရဘာလုံးမထားလို့ဘာလဲသိတဲ့နေလုံးမထားတဲ့အတွဲတဲ့ဒကာဓမ္မတွေမသိပါဘူးခရာတွေဒါများနေတော့ဘောသေးရမှာတော့သိရချိန်လေးလည်းမသိကြသေးသွားမယ်လမ်းခေးကိုလည်းမသိသေးဟာ သိအောင်လုပ်တဲ့ဤကျွတ်တော့လှုပ်ထားဖို့အရေးဟာကျွတ်တော့အရေးပဲဆိုတာကဘဝဓမ္မကိုယ်တို့ဖြောင်းကောင်းတို့တကသစ်တို့ကိုမှတ်ကြမှာဒါဖြင့်ဒီဥစ္စာသိအောင်မသိရလားလို့မေးတော့ဒကာဓမ္မတွေကဘယ်နဲ့ဖြေသိပြီတဲ့ကာလဒကာဓမ္မတို့ဘယ်သွားရမှာလို့ဆိုတော့မသိဘူးလို့ဒကာဓမ္မတွေကတရားတော်လုံးမသုံးလိုက်ပါလေအဲ့ဒါသိအောင်လုပ်လို့ရှင်းရင်လည်းသိပါလေမှန်ပါဗျာ ရှင်းမလားသိအောင်လုပ်တဲ့ပုဂ္ဂိုလ်များဒီကံนี่ကြတော့ဘုရားဓမ္မရာမလာတဲ့ဥပဒကကြီးတွေများထောက်ကြည့်တဲ့ခါကျတော့ဒုတိယနာပြေကယထာကလာဆိုင်နေတယ်။ဘာဝိနာကလာဆိုင်နေတယ်။ယထာတွေလာဆိုင်နေတယ်ယထာတွေကကျွေးထားလိုက်ပါသူထားလိုက်ပါနဲ့ဒီကံนี่များဥက္ကမမခေါ်ကြဘူးလားဗျာ။ဟေးရကြပါအောင်ရကြပါအောင်လို့အောက်ကနေမအော်ရဘူးလား။အဲ့ဒီအော်ရတဲ့နေရာဌာနသာသမီတွေကတော့မအထင်လွဲလို့ အဖေကြောင်ကရံမပြောပါနဲ့လို့တောင်းတောင်းမှန်ကြသေးရင်ဟာငါကရံကရံပြောတာမဟုတ်ဘူးယထာတွေကသူ့ရထားလိုက်ပါငါရထားလိုက်ပါဆိုရက်ကသူသွားရမယ်လမ်းသိနေတာကိုဗျာမှန်ပါဗျာအဲသူဒီသွားမယ်လမ်းလည်းသိတယ်ခொနေ့ကသိတဲ့သူကျွဲတို့ကြာတယ်နိဗ္ဗာန်သွားရမယ်လမ်းဒီအိဋ္ဌာတွေမလို့ခြင်းမဘူးဒိဋ္ဌာနိဗ္ဗာန်ကလို့ခြင်းပါတယ်ဒိဋ္ဌာနိဗ္ဗာန်ရှိတာသွားပါမယ်ဆိုတာလေသင်္ချာပိဋကလာနေတော့ ဩသူဒီဘယ်ကလာခဲ့တာတော့မသိများတော့လဲဘယ်သွားရမလဲဆိုတာတော့သိအောင်ဒကာဓမ္မတို့လှုပ်ထားဖို့သင်ပါတယ်ဝါရမယ်ခရီးကိုလှုပ်ထားဖို့တော့ဖြစ်မလျှော့ကြနဲ့နော်ကိုလှုပ်ရင်ကိုရတာပဲကိုလှုပ်ရင်အေးဒါကြောင့်အဲ့တော့ခွန်ကြီးကဒီဒကာဓမ္မတွေသုံးပါကျင်တာကဩဘယ်ကလာမှန်းလည်းမသိဘယ်သွားရမှန်းလည်းမသိ တရားမှာတော့သိရလားဆိုတော့သိပါတယ်အချိန်သိပါရလားဆိုတော့မသိဘူးတဲ့အခုတရားဓမ္မတွေဥပဒနာလို့ဒါနသီလတွေကြီးကျယ်ကျယ်ခဲငါလည်းသိတော့မှာပဲသွန်းမှာပဲကျင်းမှာပဲဒါနသီလတွေလည်းလောက်ရလိမ့်မယ်ဝိပဒနာမဉ္ဇဏ်ဆိုင်အောင်လည်းလောက်ရလိမ့်မယ်လောက်ရလိမ့်မယ်ဆိုတော့ဒါတွေကိုဒါနလည်းတွင်တွင်ကျယ်ကျယ်မလုပ်ဖြစ်သီလလည်းအင်းမြဲအောင်မလုပ်ဖြစ် ဥပက္ခနာလုံးကြည့်ကြကန္နရရှင်ဝေးပြီးဒီကရနေတာဒီဒကရမတို့တရားမှာကအချိန်သိကြရဲ့သိပါဘူးဗျာတရားမှာတော့သိတယ်နော်အချိန်ကြတော့သိပါဘူးဩော်ဒါပြန်တရားမှာသိပြီအချိန်မသိတာနဲ့ဒါနလည်းရဲရဲမလို့သီလလည်းထောင်းပြောင်မဆောက်ဥပက္ခနာလုံးတွေကိုလည်းတွင်တွင်ကျဲကျဲမလို့ခွင်းနေတာဒကရမတွေကို့မှားမှုကြီးမှားပြစ်ကြီးကြီးတယ်လို့ဆိုကြပါ ဥက္ကမောင်ဘာဖြစ်ကြည့်ပါလေမာဖြစ်ကြည့်ကြည့်တယ်တရားမှာတော့မသိဘူးလားသိသလားဘာအချိန်လေးကြာပြန်တော့အဲအချိန်ကလေးမသိတာနဲ့ဖြင့်စင်ကြီးလဲပြီးကလာသာယသမီးရှိပွားရင်းနဲ့ချိန်လေးကုန်ခံပြီးဒီကလာဒါနရဲရဲမစွန့်သီလမြန်မြန်ကြီးမဆောက်တည်နိုင်ပဲနဲ့ဗမရာဥပဒနာတွေကိုဆိုတာကိုလည်းဒကာဓမ္မတွေကကြောင်ပဲကြောင်ပဲလုပ်နေတာဩော်ဒီအချိန်ကလေးမသိတာနဲ့ ဒဂရမတွေဒီကားလို့ဆင်ဖြင့်မိုက်နေတာပဲမလိမ္မာမှုတွေပိုနေတာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူး။ဒါကြောင့်ခမည်းတော်တရားအထုတ်လို့တွင်တွင်ကြဲကြဲဖြစ်ပြီးဒီကလာတွားရလန်းချီအတိကြီးပြီးကျင်ကြလို့ရှိရင်ဖြင့်ဒီမရဏနှုတ်တိလေးလည်းမှတ်တာပါဆိုတာကိုလည်းမှတ်ရတယ်နော်။ငါဒီမုတ်ချက်သေးရမည်အချိန်ပိုင်းသာလူတော့ဒီဆိုတာလေးအမျက်နှုတ်ပွင့် ငါဒီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ငါဒီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်သဘောကျမုတ်ချတာသေးမှာမဟုတ်လားအချိန်တော့ပဲလိုတော့တယ်မဟုတ်လားအဲဒီကဓမ္မတွေဒီကားလို့ရှင်လူငယ်လေးတွေမှလည်းဘာသာလိုတော့သေးတော့သေးမှာပဲအချိန်ပိုင်းလေးကြံတော့လူကြီးတွေမှာရောအဲဒီအချိန်ပိုင်းအတွက်မှစွတ်တော့ဒီကားလို့ဆိုလို့ရှိရင်မနေ့ကပြောသလို ုတ်ကံသွားရင်ပြေးသွားပုတ်ကံလွတ်တဲ့နေရာဌာနဒီဘောသာရောက်ခံမယ်နောက်မရောက်အောင်ကျိုးစားမယ်ဆိုတာဒီတုတ်ကံသွားရင်ကျိုးစားမယ်ဆိုတာကိုလည်းမနေ့ကပြောခဲ့ပါတယ်။ဒါကြောင့်ဓမ္မတို့ငါဒီမုတ်ချက်သေးရမည်ချိန်ပိုင်းသာလိုတော့သည်ဆိုတာကိုယ့်ကိုယ်ကိုနှလုံးသွင်းဖို့ပြောပါတယ်။ဟာချိန်ပိုင်းသာလိုတော့တယ်ဆိုရင်မြန်မြန်ကျိုးစားလိုက်မှပဲဆိုပြီးကာလသွားရတန်ခေသိအောင်မြန်မြန်ကျိုးစားလိုက်မှပဲဆိုတော့ဝရိယတွေပြင်းထန်လာပါလိမ့်မယ်နော်။ ကဲသုံးောက်တော့ဆိုကြစမ်းပါဦးကဲအင်းဒကာဒမတွေကိုယ့်အိဗယ်ကိုကိုရှင်းကြရလားမှန်ပါဗျာငါဒီပါတဲ့တော့သိမှာတော့သိချာချာပဲနော်မှန်ပါဗျာအေးဒါကြောင့်ဓရသမန္တသရေဘာလာရေသဗန္ဓိတာအတ္တဆိုတရိဒ္ဓသသဗ္ဗေမိစုပရာယနာလို့ငယ်တဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာမန္တကြီးတဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာနော်ရေးပါလားရေးစပန္နိတာလူမိုက်တွေလည်းသိမှာပဲကွာလူပညာရှိတွေရော အတ္တဆေဝဒိဋ္ဌာဆိုတဲ့ရှင်ရတာကိုမြင်ပါဘူး။ငင်သူကျွဲတွေကိုမြင်ပါဘူး။သဗ္ဗေမစ္စုပရာယနာတဲ့။သင်မင်းရှင်မှာသွားပြီးခန္ဓာကိုယ်နဲ့ခွန်ဆက်ကြရမှာကြီးပါပဲ။သင်မင်းလက်တွင်ကောင်းစင်အကြရမှာကြီးပါပဲဆိုတာသိကြကြ။မြင်ပါဘူး။အဲ့ဒါကြောင့်ဒီထဲမှာအခုပြောတဲ့၆မျိုးတဲ့ဖြင့်မများတော့ပါဘူး။ငယ်တဲ့ပုဂ္ဂိုလ်လည်းပါပါတယ်၊ကြီးတဲ့ပုဂ္ဂိုလ်ကောပါပါတယ်။ မိုက်တဲ့ပုဂ္ဂိုလ်လဲလိမ့်မားတဲ့ပုဂ္ဂိုလ်ရောပစ္စည်းပါးချတဲ့ပုဂ္ဂိုလ်ရောပစ္စည်းကျော်ဝတဲ့ပုဂ္ဂိုလ်ရောဘာပဲပါပါဒီ၆မျိုးဟာနောက်ဆုံးပဲသင်မင်းကောင်းစင်အရမှာကြီးပဲသင်မင်းကိုအဲ့ဒါကြောင့်သင်မင်းကြီးကောင်းစင်အရတဲ့ဘဝတွေကများလုံးလို့ဒကာဓမ္မတို့တော်ပြီတံမေးသင်မင်းသဘဝဘဖြစ်ဖြင့်တတအလွတ်ပဲကြောင်းပါတော့မယ်ဆိုပြီးဒီကလား ဒဂရမတို့သေသည်ချမ်းမဲ့နဲ့စိတ်ဓာတ်သူွယ်တယ်လို့အဲလောကစည်းစိမ်ကြီးအကုန်ဒိဋ္ဌာကြီးပဲနိဗ္ဗာန်သာရင်ကောင်းတယ်ဆိုတဲ့အိဗယ်မျိုးရောက်တခါရယ်ကိုသွားရမယ်လမ်းကိုသိထားရအောင်ဘုရားတို့ဒဂရမတွေဒါနသီလသမဏဥပဒနာတွေအကုန်ကြိုးစားရတော့မယ်ဆိုတဲ့ဥစ္စာယနေ့ဟောပါလေရှင်းပြီနော် ကဲဒါပြန်ဒကာဓမ္မတွေကတရားတော့နားနေကြတာပဲခွန်ကြီးကလည်းတရားဟောနေတာပဲပြတရားမိချိန်မင်းသာလူတော့ဒီဆိုတာလေးကိုနှလုံးသွင်းကြပါနှလုံးသွင်းလိုက်တဲ့အခါကျတော့ခွန်ကကာယလာယဂရီသိတဲ့အလုပ်ကိုနိဗ္ဗာန်အရဟတောဂရီလို့ဒီနေ့ကလည်းပြောခဲ့နော်နိဗ္ဗာန်ဒီရဟနာပုဂ္ဂိုလ်တွေလာယဂရီဆိုတာလည်းပြောခဲ့တယ်အဲ့တော့ဂရီမြဲအောင်ဒကာဓမ္မတို့နိဗ္ဗာန်မရသေးတောင်းမှ အဲဒုက္ခတိရအောင်ဒုက္ခတိက နေပြီးကြလားအောက်ပြန်မလဲပဲနဲ့နိဗ္ဗာန်ကူအောင်လို့ဖို့ဖြင့်ဒီကံဒီမှာ သွားရလံခီယထာတွေကခေါ်သလိုနိဗ္ဗာန်အာယုံပြုတ်နိုင်သလိုဒကာဓမ္မတို့ဒီတဲ့ကြိုးစားရမှာပဲဒါဖြင့်အချိန်ပိုင်းတွင်ကြိုးစားရမှာပေါ့ခမည်းတော်ကဘာပဲလို့တော့ဘာဒီမုတ်ချသေးရမည်အချိန်ပိုင်းသာလို့တော့ဒီ ဒါပြန်ဒီချိန်မိုင်းလေးအတွင်းပါပဲဒကာဓမ္မတို့မလုပ်ရပါဘူးကျိုးစားရမယ်ဥက္ကမောင်ရဲ့လာရသိဖို့ကျိုးစားရတယ်ဘယ်ချိန်ကျိုးစားရမှာပဲဒီချိန်မိုင်းလေးအတွင်းမှာဒါပြန်ဘုန်းကြီးပြောနေကြစကားတိုင်းဒကာဓမ္မတွေသုံးရလို့ရှင်းမြတ်အသေးကမဟုတ်ပဲနဲ့ညံကဥအောင်လုပ်လိုက်ပါအသေးကမဟုတ်ပဲနဲ့ခန္ဓာကိုယ်ကြီးအသေးပဲကြီးတခါတည်းကိုင်းနေပါတယ်ညံက တခါတခါဓမ္မတွေကအင်းကိုင်းတာမင်းကိုင်းတာတော့ကိုင်းတာပေါ့ကွာတခါပဲကိုင်းခါမှာကွာနောက်ကိုပြင်းဒီမဲခွန်ဆက်တယ်လို့မလုပ်တော့ပါဘူးဆိုတော့မသေးရမှန်ပြိနေပါဘူးတခါဓမ္မတွေတခါလေမရောက်ရောက်ကျူးစားရမယ်ဆိုတာသဘောပါမသေးအောင်မင်းနိဗ္ဗာန်ဆိုတာရှားမဟုတ်ဘူးအထုတ်လိုက်တဲ့ခါကြလို့ရှင်ဖြင့်နိဗ္ဗာန်မြင်တဲ့အမြင်ရပြီးတဲ့ပုဂ္ဂိုလ်ကြလို့ရှင်ဖြင့်သောတာပန်မြင်ဖြစ်ဖြစ် အဲဘယ်လေးပါးသမိတ်တွေကမထင်လားလို့သူတိနမိတ်တွေသာထင်လားပြီးဥက္ကမောင်ရေသွားရလမ်းခီသိပါတယ်သဘောကျကြငရကန္တကန်ရန္တာတို့ပါလေထို့သူပဲကိုသွားရကိုသိကြပါတယ်ဆိုတဲ့အဓိပ္ပာယ်ရှင်းကြဒါဖြင့်ဘယ်ကလာကြကြရုံမသိပါဘူးဘယ်သွားကြမှာတုန်းလို့မေးရင်ဟောအဲ့ဒါသိအောင်လို့ရှင်းကြအဲ့ဒါကြောင့်တဲ့တရားဓမ္မတို့ခင်ဗျားတို့ဘုန်းကြီးတို့ အားလုံးတရားနာကြတဲ့ငဃတော်တွေရောဒကာဓမ္မတွေရောခွန်ကြီးတွေရောအချိန်ပိုင်းမဲ့လိုကြပါတော့တယ်ဘာလိုကြတော့အချိန်ပိုင်းမဲ့ခွန်ကြီးဒကာဓမ္မတွေလိုကြတော့အိမ်မှာလဲဒီဦးနဲ့သူငါစကားများကြတယ်နော်ကြောက်ကြရဖြစ်ကြတော့မယ်ဆိုလို့ရှိရင်အိုးအချိန်ပိုင်းနဲ့လိုတဲ့သေကန်ကြီးကဒီပြောမျိုးပြောရသလားလို့ပုဂ္ဂိုလ်ကလည်းဆုံးမှာပါမှန်ပါဗျာ အချိန်ပိုင်းလိုတဲ့ဒေဂန်ကြီးတွေမဟုတ်လားဗျအဲ့ဒါတရားမနဲ့တရားမြင်မှဉာဏ်မှဖြစ်စေသာသမိဖြစ်စေမိမိပါနဲ့ဖြစ်စေသမင်းညာတကန်နဲ့ဖြစ်စေမိသင်ကနဲ့ဖြစ်စေကျန်းကျန်းလာလာပြောမယ်ဆိုမယ်လို့ကြည့်လိုက်လို့ရှင်ခုနကအားဖြင့်ငါဒီမဟုတ်ချက်တရားမြေအချိန်ပိုင်းသာလိုတော့ဒီအချိန်ပိုင်းလိုတဲ့ဆိုတာဒေဂန်ကြီးပြောတယ်ထိုင်မင်းလူရဲဆိုတာပါပါလိုက်။ဟုတ်တဲ့သေကံကြီးကဓမ္မတို့ချက်တော့ခမရတို့ဒီကားလေးဆက်လိုက်ချင်းဖြင့်လောဘဒေါသမောဟသိမ့်ပြီးဒီကာလ သွားရလန်ခီသိဖို့ရအလုတ်တာရေးကြည့်လို့ပါတော့အခုတရားဓမ္မတွေကဘုန်းကြီးဆုံးမဇန္နာကခြေပိုင်းမှာနော်သေကံဤတွေကသေကံဝေးငဲ့နေတာခက်တယ်ဘာခက်နေလဲသေကံဤကသေကံဝေးငဲ့နေတာခက်တယ်ဥက္ကမဘာခက်နေအသက်တိုင်းနေရလို့ရှင်ဥက္ကမနဲ့ဥက္ကမနဲ့သားနဲ့ဆက်ရခြင်းဖြင့်ဥက္ကမကသေကံဤ သားကဘယ်နဲ့ကြဘူးကေမောင်ကြီးသူတော်ကောင်းလို့မလုံနိုင်ပါလိမ့်မလဲမောင်ကိုတော့မလုံနိုင်ပါလိမ့်မယ်တွင်းလင်းကြဲကြဲမလုံပါလိမ့်ငါကတော့မလုံပါလိမ့်မလုံလို့မေးလိုက်တဲ့အခါကျဟောဒီလက်ညှိုးထိုးပြတာကတေကံဝေးထိုးပြအထမဘာထိုးပြလဲအမလေးဒါဖြင့်ဒကာရမတို့တေကံဝေးကတေကံဝေးဆိုတဲ့ဥစ္စာအသက်တိုင်းနေသူကဝေးပါလေအသက်တိုင်းနေရင်ပေါ့ဗျာ အဲ့ဒါဒေဂန်ကြီးတွေကပြန်ငဲ့ပြီးဒီကလာနေတာဒီအမိုက်တစ်မျိုးပူတာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူးဘယ်လိုဆိုကြပါ့မမိုက်တစ်မျိုးပူနေတယ်လို့ဒကာဓမ္မတွေဆိုလိုက်လို့မနာပါနဲ့မနာပါနဲ့နော်ဘာကြောင့်လဲဆိုတော့ကိုကအသက်တိုင်းနေတော့ဒေဂန်ကကြီးတယ်ဒေဂန်ကကြီးတယ်ဒေဂန်ကနီးတယ်ဆိုတော့ယုံပါတန်တရားရှိကြလို့သေးလား သုဘောဓာ။ဗန်းငယ်သမီးငယ်မြင်းငယ်တွေကတော့အစဉ်တိုင်းသာတို့တို့တိုင်းသာနေသွားရမယ်ရှင်သူတို့ကသေကံဝေးပါစေ။အခုဒီကရမတွေသူကိုယ်အလုံးမလုံးနိုင်တာသေကံကြီးတွေကကိုယ်အလုံးမလုံးနိုင်တာသေကံဝေးငဲ့နေလို့မှန်ပါဗျာ။ဥစ္စာမောင်ခဲ့နေဆိုတာ။ကြားလို့မကောင်းနိုင်တယ်ရှိကြရဲ့လား။ကိုကဘုမရှိရင်တော့မပြောတော့ဘူးပေါ့ဗျာ။ ရှင်းမယ်ဆိုလို့ရှိရင်ဟိုသေကံကြီးကသေကံဝဲတွေငဲ့နေလို့သေကံကြီးလုံမလုံဘူးအသေးလွတ်တဲ့လုံကိုမလုံဘူးဟေးဆိုတဲ့ဥစ္စာဥဝတို့မောင်ကိုတို့အတော်လွဲပါမလွဲဘူးလားဒါကြောင့်ဘုန်းကြီးအဥမာပြောရဘုန်းကြီးတို့တရားဓမ္မတွေဥမာပြောရကိုကတော့ဖြင့်မရဏရေတွေနစ်လို့မရဏဆိုတဲ့ရေတွေနစ်လို့ဘဇနာရောက်ပြီကလေးသူငယ်ကိုငွေထားတဲ့ကလေးသူငယ်လူမတူတန်းတော်ငယ်တွေကကုန်းပေါ်ကနေ ကိုကရေထဲမှာနဲ့နေလို့ဘဇနာတောင်ရေဝင်တော့မယ်ဘဇရေဝင်တေကမနည်းသေးဘူးလားဒီမှာလည်းခင်ဗျားတို့နေခဲ့ရတာကြာတော့မရဏရေတွေကသွားမို့လွားမို့လာတော့တနေ့လေတနေ့မရဏရေတွေကြောင့်တေကနည်းပြည့်လို့ဘဇနာရောက်ပြီးရေဝင်လို့ပါပြီဒီကမောင်မွန်းနေသေးဘူးလားအဲ့ဒီရေနဲ့နေတဲ့ဘဇနာရောက်နေတဲ့ပုဂ္ဂိုလ်ကဘုံဘွာလူတွေအတွက်စိတ်မချလို့ဘုံဘွာလူတွေအတွက်စိတ်မချလို့ပြုတ်ပြန်ခဲ့ကြည့်ခဲ့ဖို့လို့ဘုံဘွာလူတွေများတိုင်ပြီးတဲ့ကာလာ အတန်ကုန်ဟိပိသကာလာအော်ပြောနေကြမှာဆိုရေတွေကအယူဖြစ်တယ်ကို့အသေးလွတ်တော့ကိုရှာတာမဟုတ်ပဲနဲ့ဘုံဘောကတေကံဝေးတွေအတွက်ကြည့်ပြီးဒီကာလသူစကားပြောနေတယ်ဆိုရဲဥက္ကမရေတွေကလူအယူဘယ်နဲ့ဆိုကြပါရေတွေကလူကဒကာဓမ္မတွေဘယ်နဲ့ဆိုကြပါကို့အရေးကိုလွတ်အောင်ယုံဖို့ရာကအရင်ကြည့်ဘူးလားဘုံဘောမှာလွတ်နေတဲ့ကလေးတွေကအမတန်မှ ူတို့မှချမ်းသာကြမ်းမှပြီးဒီကာလကုန်းပေါ်မှာသူတို့သွားလို့ရသွားလာလည်းကလည်းကိုယ်ရေနဲ့နေလို့ပါးစပ်တဲ့တောင်ရေဝန်းလူပါပြီဒါကြောင့်ကုန်းပေါ်ကလူတွေအော်တော့ဖြစ်တုံဆွေးရင်လုံးကြောင့်ရတော့ဇာဝရတွေဖြစ်တုံဆိုလို့ရှိရင်ဖြင့်ဩသေကံဝဲတွေအတွက်သေကံကြီးကညာများနေလိုက်တာလို့ဆိုလိုက်ညီလိုက်လို့ဖြင့်တကားဝါတို့ကမောင်းတို့မောင်းကိုတို့နာကြံမလို့ပါကိုမိုက်တာပေါ်လားမပေါ်ရဘူးလားပေါ်ပါရဲ့အင်းဒေကံဝေးကဘာငဲ့ ေကံဤကသေကံဝိငဲ့သေကံဝိသေကံဤကဘာငဲ့သူကရင်နဲ့လို့ရေတံပဇာတဲ့ဝင်လို့နေပြီနော်ဘုံဘွားကလေးတွေအတွက်သူဒီကားလို့ဆိုရင်စိတ်နေတယ်ကြောက်ကြနေတယ်သူတို့အတွက်ကြုံမစိတ်မချဘူးလို့များပြောနေမယ်ဆိုရင်ဥက္ကံပေါင်းရေဥပရေနဲ့ပဲကျုံတော့ရေတဲ့လူဟာအင်းမိုက်တဲ့ပုံယူပို့သေးတယ်မိုက်တဲ့ပုံမှာယူပို့သေးတယ်အယူပို့သေးတယ်လို့စွဲချက်တင်ကြပါစို့ ဆိုရဲမဆိုရဲခမရတို့ကတော့သုံးတော့သုံးပါမယ်ခမရတို့တဏှာကခမရတို့ဝင်ထဲမှာရှင်းနေဖြစ်နေရှိတဏှာကခမရတို့ဝင်ထဲမှာရှင်းနေလိုက်မင်းမွေးထားတာမင်းမပြုတ်ဘယ်လိုပြုတ်မလဲအမေတဏှာကတဏှာကမင်းမွေးထားတာမင်းမပြုတ်ဘယ်လိုပြုတ်မလို့မင်းတည်တောင်ထားတာလည်းမဟုတ်ဘူးလားမင်းသာသေးသွားလို့ရှင်ဒါတွေဝစီဖြေလိုက်ပြီးတော့ကြင်ငြိမ်းဖြစ်ပြီဘူးလားအမေတဏှာကဝင်ဟော ဘုန်းကြီးကဒါအခုဒေဂံဝေကဒေဂံဤတွေဒေဂံဤတွေအတွက်ဒေဂံဤကဒေဂံဝေတွေအတွက်ဘူးနေတယ်လို့ဘုန်းကြီးပြောတာကတရားကမှန်းနေတယ်။မှန်ပါဘူး။အိမ်ကြလာတဲ့အခါကျတော့ခင်ဗျားတို့ကဘုန်းကြီးပြောတယ်လားဟုတ်ပါရဲ့ငါငါလည်းစဉ်းစားရအောင်မယ်။မလာဘူးလား။အဲဒါဘုရားဝင်တရားဟောမယ်ထင်နော်။မှန်ပါဘူး။ကဲဒါပြန်ဘုန်းကြီးကတော့ဒီလာတဲ့ခါမှာတနာကြီးပြောနေတာတနာကတော့အိမ်ဆောင်ကူကြီးဖြစ်နေတော့ခင်ဗျားတို့ဟိုဘက်ပါမှာပါပဲ။ ခွန်ကြီးအရှုပ်ပေးအောင်ရပါတယ်အတော်ဆိုးနေပါလားဒကာတော်မတို့ဆိုးပါလားအဲ့ဒါအိမ်ကြတော့ငါလိမ့်မာရလားငါမိုက်တာလားဆိုတာဥထမောင်ကြီးနှစ်ခုပေါ်လက်တင်စဉ်းစားတယ်ဒီကလေးတွေနဲ့ရှေ့စားဖို့တောက်ဖို့နဲ့ဒီငွေရှာမှုကြီးနဲ့ဒီရောင်းဝယ်ကြီးပြက်မှုနဲ့ဖြင့်ငါပြန်အိတ်တောင်ပြောဦးกว่าခဲ့တာဆိုတော့အော်ဒီကနေ့ကဗာဒံထွက်လာဒီကနေ့ကယူလံထွက်လာပြန်ပြီဘယ်နဲ့ဆိုကြမလဲ ဖာသိကံလည်းနှီးသေးတယ်ဆိုတော့ယူတာနဲ့ထွက်သေးတယ်ဆိုတော့ယူမသာချဝေရပြန်တော့နှီးနေဘာမသာတွေဖြစ်ကုန်ကောင်းပါဘူးဗျာခင်ဗျာဆိုမသာဆိုရလဲအတုပဒီတဲကလည်းအတုပပုံမှာယူကထနေပြန်တော့အယူမသာဖြစ်ဘူးခင်ဗျာကောင်းသေးတယ်အယူလည်းဖြစ်ပြန်မသာလည်းသိကံနှီးဆိုတော့သေတော့မသာဖြစ်ရမှာဗျာအဲ့တော့အယူမသာဆိုတော့လူပို့လုံးမှာကောင်းနိုင်ကြရှိရလားကောင်းပါ ဥက္ကမယုံမတာများခင်ဗျာပို့ခြင်းသေးလားဟုတ်ကဲ့လားကြက်ကြက်စဉ်းစားကြကြမှာဒကာရမတာယုံမတာနဲ့အကောင်းမတာကဘယ်အရာများတော့ဒါမပို့ခြင်းမူတဲ့ဥက္ကမကြီးကသူပုတ်ခဲ့တဲ့မတာတွေဘာမတာတွေပါလဲသဘောပါကြလားအမတန်ဆိုးရပါလေဆိုတာပေါ်ပြီနော်ခိုင်းဒါဖြင့်ဒကာရမတို့ဒီအရာတွေကရှင်းပိုင်းကနေပြီးဒီကလာဒကာရမတွေဆရာဘုန်းကြီးဟောတာ ိမ်ကြလို့ချင်းတဏှာတရားဝဆရာကဖြတ်လိုက်မယ်ဆိုတာသတိပေးလိုက်ပါဘုရားဆရာဘုန်းကြီးနဲ့တကွအားလုံးသောမြတ်စွာဘုရားမြတ်စွာဘုရားသာသနာတော်တောက်လျှောက်ကပရိယတိသာသနာတွေကုံဆောင်ပြီးဒီကရလာတဲ့ပုဂ္ဂိုလ်တွေဘုရားဆရာကတလုံးမှမလဲအောင်ပြောနေတဲ့ပုဂ္ဂိုလ်တွေကဒကာတို့ဒကမတို့အမှန်ပြောတာခင်ဗျားတို့တဏှာကပြောတာအမှန်ကောက်ကြည့်တဲ့စကားတဏှာကပြောတာကတော့ ဘုရားနဲ့ကွာကူသိလိမ်မှရှိတဲ့ပုဂ္ဂိုလ်တွေကပြောတာကတော့အဲအမှန်တရားကိုအိမ်ကြလို့ရှင်းဖြင့်ဒီကနေပြီးလက်နေရင်တဏှာဟိုကနေအိမ်ပြချင်းနှက်ဖြစ်လိမ့်အဲ့ဒါချက်ချက်သတိထားကြမှာဖြစ်လိမ့်မနော်အိမ်ရောက်တင်တဲ့ဘယ်နဲ့မောတကဘဝဆင်းကြမြင်သာဘဝဆင်းကြမြင်းမြင်းဆင်းကြတဲ့ပြိုင်နေတဲ့ဘုရင်အိမ်နေလားဘုရင်ကောင်းလေးသွားဆန်းလို့ဆန်း လောက်ကုန်ပြီများတော့မလောက်ပဲဘူးလားဟိုဆောင်းသောကံလေးကမကောင်းသေးပါဘူးဆိုပြီးဟိုနာသွားဒီနာသွားဟာဘာလောက်တာရောလို့မဲလိုက်ခြင်းနဲ့ဟောဒီကလက်နဲ့ရဲလိုက်တာဟိုမှာတနာချင်းနဲ့ဖြဲ့လိုက်တာမလုံးကုန်မသွင်းမိတော့ဘူးကျုပ်ပြန်ထိတ်ခနဲ့ပြာခနဲ့သွားတာပဲဥက္ကမဒီဘက်လက်မသွားဘူးလားတနာကဒုက္ခတနာဒီကလို့ဆိုရင်ဒုက္ခသစ္စာပေးလိုက်ထိတ်အောင်ပြအောင်ပေးတတ်တယ်လောက်ပါဘယ်လိုလောက်ပါလဲ ရှင်းအောင်လဲအောင်ချမ်းသာအောင်ပေးတဲ့အလုပ်ကတော့ရှင်ဆရာသမားနဲ့တကွာဖျားတော်မူတဲ့ပညာစခန်းတွေပေါ့ဗျာအဲ့တော့ပညာစခန်းကအမှန်ပြောညာဆိုတဲ့တဏ္ဍကန်းကထိတ်အောင်လုပ်တာကိုခမရတို့ကသူ့ပဲလိုက်လိုက်သွားတာတဲနာရဗျာတဏ္ဍကတော့ဘာလုပ်တာဘာလိုက်ထိတ်အောင်လောက်အောင်လုပ်တယ်ညာကတော့ပြင်ရှင်းအောင်လဲအောင်အဲ့တော့ညာနောက်ကိုလိုက်မှမိမိတို့ချမ်းသာကြမယ်တဏ္ဍနောက်ကိုလိုက်လို့ရှင်းဖြင့် အဲ့ဒါအိမ်တက်ကြလေစဉ်းစားရုပ်နဲ့အိမ်မမတက်နိုင်ဘူးဖျားဘုန်းကြီးကမှားလိုက်တယ်ညာနဲ့အိမ်မတက်တယ်တဏှာနဲ့အိမ်မမတက်နေတယ်ဘုရားမောင်ဘယ်လိုမှားပါလိမ့်ဗျာအဲ့ဒါကတော့မန္တလမ်းနဲ့စိတ်ကလေးတွေကလည်းရှင်ဖြစ်ပြီးပြတာပဲကြွားတဲ့စိတ်ကလေးကိုအေးချတဲ့စိတ်ကလေးကိုအေးဒီကလည်းစိတ်ကလေးတွေရှုရင်ရှုရုပ်ကလေးတွေဖောက်ပြန်မှုတွေရှုရင်ရှုရှုပြီးတကအဲ့ဒီညာနဲ့တက်သွားပါ ဘယ်လိုမှမပြန်လာသေးဘူးလားခုတည်းတို့တောင်တရားနာပြန်လာသေးသူတို့ကဘယ်သွားမှမသိသေးအဲ့ဒါကဲဆုံးပဲလုံးမနေနဲ့ဦးရိပ်မိဗလားခင်ဗျားတို့ကဒါပရိမစိတ်ကောင်းတာကြံပန်စိတ်တယ်ဥက္ကမောင်စိတ်ခုကလားစိတ်ခုပါစိတ်ခုပါတယ်ခိုင်းဒါဖြင့်အိမ်တက်ကိုတက်တက်ကြပါဗလားဒီကပြန်တဲ့ခါကြလိမ့်ရှင်ဖြင့်တေကနီးတဲ့တက်ကြစမ်းပါ သေကံဝေးတွေအတွက်ထည့်ပြီးမစင်းစားပါနဲ့ဘယ်လိုတည့်ရမလဲသေကံဤတဲ့တည့်ရမလဲသေကံဤတဲ့ဆိုတာငါသေတော့မမြန်မြန်လုံးမှကိုရဲကိုဆိုပြီးငါဒီဘက်ခက်ကလာမှသတိပဋ္ဌာန်ကိုမလွတ်တော်ဘူးဆိုပြီးသေကံဤတဲ့တက်တက်သမ်းပါဒီတိုင်းတည့်ရင်သေကံဝေးတဲ့တွတ်တဲ့အိဗယ်ရောက်တယ်သေကံဝေးတွေအတွက်စင်းစားတက်သွားလို့ရှိရင်ငါဘာမှမဆိုးလို့ကဲသုံးမာတာဖြင့်တော်တော်သိပြီမို့လား ဂိုင်းတရားဓမ္မတွေငါသည်မုတ်ချက်တရားမီချိန်မိုင်းသာလူတော့သည်ဆိုတာကိုလေညံ့ညံ့နှလုံးသွင်းပြီးတခါတခါလည်းမြန်မြန်လုတ်ပြပါနော်ဒီတော့ကောင်းလို့မြန်မြန်လုတ်ပါ